လက်ဆောင်လေးနဲ့မြှောက်ပေးခြင်းပါလေဒါကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာကိုတိတ်စီအောင်လာခဲ့တဲ့အတွက်သူ့ရဲ့ခွင်းဆက်လိုက်တဲ့စနစ်တစ်ခုပေါ့နော်အဲ့လိုပဲတစ်ဆက်တည်းပေါ့နော်အတိပေးလိုတာကြီးရှိပါတယ်နော်အဲ့တော့ငါးဖိုင်စနစ်ကကျန်တဲ့၆ပြင်းနဲ့ကျင်လို့တာအဲ့ဒါကိုကျွန်တော်အကျဉ်းဖတ်တဲ့စနစ်ကိုရောင်းချပြီးတော့ကိုဝယ်လို့ရပြင်းတဲ့ ဒီနေ့73ရက်ပါ73 74 75ဒီ3ရက်ပဲနောက်ဆုံးထားပြီးရောင်းပြီးတော့ငါဗာပြီးဆက်ပြီးရောင်းပြီးမှမဟုတ်တော့ဘူးဆိုတော့ကြောက်ဒီနေ့ရပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုကနောက်မှကြည်ရတယ်ကြည်ရပြီးတော့ခုမှကြည်ရလို့ပါရောင်းပြီးသမ်းပါအောင်ဒီလိုရလာတဲ့နော်ဒီခါလေးကြည့်ပြောရအောင်နော်ကျွန်တော်ကဘိုင်မပေါ့ကျွန်မနော်ကျွန်တော်ဉာဏ်ပြတယ်ဘိုင်မရှိပါဘူးကျွန်မတွေးတာအဲ့ဆက်လာနော်ကလနာနှစ်ပိတ်ပါပေါ့နော်နှစ်ပိတ်24ချိန်မှာ တုံးရထိပ်စီ6နောက်ပေးလို့ဒီလိုပိတ်ပေးတာတုံးချက်ရှိတယ်။ကြက်ရဲ့ပေါ့နော်တုံးရသူရှင်းနေမှာတုံးရထိပ်စီနှစ်ပိတ်ဒီနန်းမှာနောက်နေ့နှစ်ပိတ်ကနန်းမှာအပိတ်ဒီ6လို့ရိုက်တာတုံးရထိပ်6ပိတ်စစ်ဖြစ်တာတုံးချက်ရှိဒီမှာတကက်ဖြစ်ထားတဲ့ဒုတိယတကက်ဒီဒီနေရာမှာတုံးရထိပ်6ပိတ်ဆိုပြီးတော့ဒုတိယကလာပြဖြစ်ပြီးတာရှိတယ်အဲ့လိုပဲတတိယကကဒီနေရာမှာလာပြီးတော့ပုံရထိတ်ဖောက်အပိတ်လာပြီးတော့ဖြစ်ပြီးသားရှိတယ်ပေါ့နော် ုံးချက်ရှိတုံရထိတ်ကြောက်ပေးလို့ရိုက်ပြီးတော့သူ့နဲ့နောက်ရဲ့နောက်နှစ်မှာဒုတိယအကြိမ်ပေါက်မှာပုံတိပရိချောက်ချင်ပြီးအမှုခွန်ရိုက်တယ်အဲ့လိုပဲဒီမှာတုံရထိတ်ကြောက်ပေးလို့ရိုက်ပြီးသူ့ရဲ့နောက်နှစ်မှာဒုတိယအကြိမ်မှာပုံတိအမှုခွန်နဲ့ပရိချောက်ဆိုတဲ့နံတကွတက်ရိုက်တယ်တတိယတုံရထိတ်ကြောက်ပေးရှိရဲ့သူ့ရဲ့နောက်နှစ်နှစ်ကြိမ်ပေါက်မှာပုံတိအမှုခွန်နဲ့ပရိချောက်ဆိုပြီးရိုက်ပေးထားတာရှိတယ်ကလေးနာက ကျွန်တော်ပြမယ်လမ်းကြောင်းကဒီကလနာကရှင်းလို့ဟောင်းလေးနဲ့ပဲပြပြနေနော်အစ်စ်ကဝယ်ဖို့အခက်အခဲဖြစ်နေခုရဒီမှာတိတ်ပြီးမလွယ်ဘူးဖြစ်နေနော်အဲ့တော့ညရက်၆ပိတ်လို့ရိုက်တယ်နှစ်ပိတ်မှာရိုက်ပြီးသူ့ရဲ့နောက်နှစ်ဒုတိယအကြိမ်မှာပုံသေးဘရိတ်ချက်တညရက်၆ပိတ်ကြောင့်သူ့ရဲ့နောက်နှစ်ဒုတိယအကြိမ်မှာပုံသေးဘရိတ်ချက်အမှုခွန်နဲ့ဘရိတ်ချက်ကိုရိုက်ပြီးတော့နှစ်ပိတ်မှာလာပြီးတော့ပုံသေးအမှုခွန်နဲ့ဘရိတ်၃၀ပြလာတယ်တကတ် နောက်တစ်ခါဒုတိယကက်မှာလည်းဒီတိုင်းမှာ3ထိပ်6ပိလို့ရိုက်တယ်နောက်နေ့2ချိန်မြောက်မှာဒုတိယချိန်မှာအပူခွန်နဲ့ break 6လို့ရိုက်တယ်ရိုက်ပြီး2ပိ24ချိန်မှာပုံသေး break 2အပူခွန်နဲ့ပဲရိုက်ပြီးတတိယကက်ဖြစ်စင်တယ်ဒီတိုင်းမှာဖြစ်တယ်ပေါ့နော်ဒီတိုင်းမှာဖြစ်တယ်2ပိမှာပုံသေးအပူခွန်နဲ့ break 3 break 2အပူခွန်နဲ့ရိုက်တာ2ပိမှာဒီ3ကက်ထပဲရှိတယ်ဒီ3ကက်ထပဲရှိတယ်ဒီဖြစ်စင်နေနဲ့ရိုက်ထားတယ်ပေါ့နော်အဲ့ဒီဖြစ်စင်နေနဲ့ရိုက်ထားတော့ သူ့ရဲ့ဂွန်းဆက်ကလာခဲ့တာပထမဆုံး၃ညထိပ်၆ဘိတ်ဆိုလို့ဂွန်းဆက်လာတယ်ပြီးရင်ဒုတိယနောက်နေမှာနှစ်ကျင်းပြောင်းမှာအပူခွန်နဲ့ပရိတ်၆ရိုက်တယ်နှစ်ပိတ်မှာတစ်ခါပြန်ပြီးတော့အပူခွန်နဲ့ပရိတ်၃ကိုရိုက်တယ်အဲ့တော့ဒီမှာ၃ညချက်ခွာရဒီပရိတ်၃ရပေါင်းကြီးရက်လက်ကိုဖြစ်တဲ့ရက်လက်ပေါင်းကြီးရက်လက်ကိုဖြစ်တဲ့ကောင်ကြီးနှစ်ဦးမှာကိုတက်ဆီဆိုပြီးတော့ပြန်ပြီးတော့နောက်နေကိုတက်ရိုက်ပြီးတယ်တနည်းအားဖြင့်ဒီ၆ရက်နဲ့ကကိုတက်နှစ်ဦးမှာတက်ရိုက်တယ်ဒီမှာလည်း၆ရက်နဲ့ကကိုတက်ဆိုနှစ်ဦးမှာတက်ရိုက်ပြီး တတိယကလည်းဒီတိုင်းပဲဒီပရိစ္ဆာရဲ့နိုင်ကနှူးမှာကိုထိတ်ဆိုပြီးတော့သူတက်ရိုက်ပေးထားပေါ့နော်အဲ့အဲ့လိုရိုက်ပေးထားတော့ဒီနေရာမှာသူကတနေ့ချင်းကူးကူလာကြတာပေါ့နော်ဟင်စစ်စင်တွေစထောက်တာတုံရထိတ်ကြီးကလည်းစထောက်တယ်တုံရထိတ်ကြီးကလည်းစထောက်ပြီးတော့နောက်တစ်ကားကျွန်တော်တို့တုံရထိတ်ပြီးတော့တုံရထိတ်ပြီးတော့၆အောက်ပဲ၆အောက်ပဲပြီးတော့ဘိတ်လုံးဘိတ်လုံးပြီးတော့တကားနောက်နှစ်ခုကိုထိတ်ဆိုပြီးတော့စစ်စင်လူကူးပြီးရိုက်ပေးရပေါ့နော် အဲ့လိုရောက်ပြီးနောက်နေ့ကတော့ဘာကိုကူးပြထားလဲဆိုဒီဘရိတ်ခေါ်ရဲ့နိုင်ကဒီကိုကိုးထိတ်လို့ကူးပြီးတော့နောက်ထပ်မှာတစ်ခါပြန်ပြီးတော့ဒီဘရိတ်သုံးရဲ့နိုင်ကဒီကိုဘရိတ်ငါးလို့ကူးပြီးတယ်။တနည်းအားဖြင့်ဘရိတ်နှစ်ခုပေါင်းခြင်းရှစ်ဆိုရမှတ်တကူလားဖြစ်တယ်။ဒုတိယကမလည်းဒီတိုင်းပဲ၆ရဲ့နိုင်ကဒီကိုကိုးထိတ်လို့ကူးပြီးတော့ဒီဘရိတ်သုံးရဲ့နိုင်ကဒီသုံးငါးဘရိတ်ဆိုပြီးဘေးလိုက်ကူးပြီးတော့ပေါင်းခြင်းရက်လက်ရှစ်ဆိုရမှတ်တနဲ့လာပြီးတော့ထက်ပြီးသွားတယ်ပေါ့နော်။အဲ့စနစ်အတိုင်းပဲပေါ့နော်တတိယကမလည်းဒီစနစ်အတိုင်းပဲအလုပ်လုပ်သွားပေါ့နော်။ ဘရိတ်ကရဲ့နှက်ကကိုးတိတ်လို့ရိုက်ပြီးဒီနေရာမှာရိုက်ထားတဲ့ဘရိတ်9ရဲ့နှက်ကဒီနေရာမှာ9ရဲ့နှက်က3ဘရိတ်ဆိုပြီးတော့ဘရိတ်နှစ်ခုပေါင်းချင်းရိုက်လိုက်8ဆိုတဲ့မက်သတ်နဲ့နှက်ကပြန်ပြီးတော့ဘရိတ်ကူးပြီးသွားတယ်။အဒီပရိတ်ရဲ့စလာတဲ့ရိုက်ချက်က9ချက်ဆင့်ပြီးတော့ကူးလိုက်လာပေါ့နော်။ပုံရတဲ့ဒီကန်နဲ့နောက်နေမှာ6နောက်ပဲရိုက်တယ်နောက်နေမှာဘရိတ်3လို့ပုံသေးရိုက်တယ်ပြီးရင်နောက်နေနှုတ်မှာကိုးထိတ်လို့ရိုက်တယ်အဲ့ဒီကိုးထိတ်ကရိုက်တဲ့ကောင်ကဒီနေရာမှာဘရိတ်နှစ်ခုပေါင်းချင်းဘရိတ်နှစ်ခုပေါင်းချင်း8ဆိုပြီးတော့တန်းပြီးတော့ဒီဆင့်ဒီကူးလာပြီလို့နော်။ ဲ့ဒီလိုနောက်ကအစနဲ့ဒီလိုဘိန်းနုကူပေါင်းချင်းရှစ်လို့ရိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့ဒီ6ရဲ့နက်ခတ်6 9ဆိုတော့ကစားကွက်ကိုဖမ်းပြီးတော့ကစားတယ်ပေါ့နော်ဘလို့ကစားတယ်လေဒီဘိန်းနုကူပေါင်းချင်းရှစ်တဲ့အဲ့ဒီရှစ်အတန်နဲ့ဟာဒီ6ဒိစီထွက်တဲ့နှစ်ထင်းမှာတဲ့နိုင်တဲ့ညီနော် ်မို့ကိုယ်တိုင်စီပတ်တဲ့နှစ်ချက်မှာတဲ့ခွန်နောက်ပိတ်လို့ရှာတဲ့အဲ့ခွန်နောက်ပိတ်ရဲ့ဆောင်းမှာဒီပြိတ်နှစ်ခုပေါင်းကြည့်နေရှစ်လို့ပြန်ပြီးတော့ထက်ပြီးထမယ်တဲ့ကျစ်စံကူကြိုက်ပြရအဲ့ဒီနေရာမှာဒီပြိတ်နှစ်ခုပေါင်းကြည့်ရှစ်လို့ရတဲ့အချိန်မှာဒီမှာထောက်လာခဲ့တဲ့ပြိတ်ဒီ၆၅လေးလို့ထောက်မယ်ဒီမှာလာခဲ့တဲ့ပြိတ်ဒီနှစ်၃လေးဆိုတဲ့စီနီယာထောက်ချက်တွေနဲ့ပဲပြိတ်နှစ်ခုပေါင်းကြည့်ရှစ်ကိုဖြစ်ပြတယ်ဒါပရမတ်ကဒီအချိန်မှာဖြစ်တယ်ဒုတိယကက်က ကိုထိတ်ကြီးနှစ်ချက်နဲ့ဘယ်နေရာမှာလာဖြစ်တာလဲဆိုတော့ဒီနေရာမှာခေါင်းနောက်ပဲလို့ရိုက်ဒီနေရာမှာပရိငါးနဲ့သုံးနဲ့ဒီရှစ်လို့ပြန်ပြီးတော့ရိုက်ပြီးဒုတိယကက်ကဒီနေရာမှာတစ်ချက်ဖြစ်တယ်အဲ့ဒီဖြစ်စဉ်မျိုးကတတိယကက်ပေါ့နော်ကိုထိတ်ကြီးနှစ်ချက်နဲ့တော့မနစ်ကဒီဒီစနစ်ကိုကြိုက်ခဲ့ကခေါင်းနောက်ပဲဒီဒီချိန်နဲ့ပဲဖြစ်တာအဲ့လိုတိုင်မကောင်းနော် ခွန်နောက်ပဲဒီဒီကျင်းနေဖြစ်တာခွန်နောက်ပဲရဲ့ဆောင်းမှာပြိနှစ်ခုပေါင်းချင်း၈၀ပြဒီမှာလာဖြစ်တယ်အဲ့တော့ပရမတ်ကံမှာဒီနေရာမှာထောက်ခဲ့တဲ့ကောင်ပြိ၆ပြိ၅ဒီမှာပြိ၄ဒီမှာထောက်တဲ့ကောင်ပရမတ်ကံမှာပြိနှစ်နှစ်ပြီးတော့သုံးပြီးတော့ဒီမှာ၄ဆိုစင်ရအတိကျနဲ့ပြိနှစ်ခုပေါင်းချင်း၈လို့လာဖြစ်ပြီအဲ့ဒီလို၈လို့ဖြစ်ပြီးပြီးသူ့ရဲ့ကစားကွက်ကဒီဖြစ်စဉ်ဖြစ်ပြီးဒီအောက်မှာ၆ပုံတွေရှိတယ်၆တိတ်စီပုံတွေရှိတယ်တဲ့အဲ့ဒီ၆တိတ်စီဒီလူဆောင်မှာ၆ပိတ်လို့အရင်တက်ရရမယ်တဲ့ရိုက်ပြီးရင်၆ရက်နောက်ကဒီအောက်မှာ၉တိတ်ပိုင်းဖြူပြီးတော့ လိုက်ပြရမယ်တမောက်ကဒီပြက်ကလည်းဒီလိုက်မယ်ဒီနေရာမှာ6တိတ်စီပုံစံရှိရဲ6တိတ်စီကြောင့်ဒီနေရာမှာ break ချောက်လို့ရိုက်ပြရမယ်အဲ့လို break ချောက်လို့ရိုက်ပြပြီး6တိတ် break ချောက်လို့ရိုက်ပြပြီး6ရနေကသူ့အောင်မှာ9ထိတ်လို့ပိုင်ပြန်ပြီးတော့ရိုက်ပြရမယ်တဲ့နောက်ကကဒီလိုအောင်ခဲ့နောက်ကအောင်ခဲ့ပြီးဆိုပုတ်ကန်ကြောင့်မှဒီလိုက်မယ်ကျွန်တော်ပြီးခဲ့ပွဲဆက်ကစားတယ်ခွန်နောက်ဘိတ် brain ကူပေါင်းရင်ရှစ်လို့ရိုက်ပြီးဒီမှာလည်း6တိတ်စီပုံစံရှိတယ်ပူတော့မှာ6ရ6တိတ်စီကြောင့်ဒီမှာ break ချောက်စော်ဝင်လာတယ်အကာမှမတူရ break ချောက်ထက်ပြီးသွားတယ် ခင်ဗျားကလည်းဖိချောက်ဖန်ကစားခဲ့တယ်ကျွန်တော်တို့ကပြလေးတင်ဖန်ကစားရတာပေါ့နော်အဲ့ဒီကြောက်တဲ့သေးကနေဒီမှာဝင်လာခဲ့တယ်ဘရိတ်ကြောက်လို့ဝင်လာအဲ့လိုဝင်လာတဲ့ကြောက်ရအောင်မှာပုံသေးဘရိတ်ကိုဆိုစနစ်ပြီးခဲ့တဲ့ဘွယ်မှာတိုက်ရတဲ့အကြိုက်ဖန်ကစားရတယ်ပေါ့နော်ကိုတိတ်တီကိုဖန်ကစားတဲ့ပွဲကစားပွဲတစ်ခုနဲ့ဒီချိန်မှာလည်းအဲ့လိုကစားခဲ့ဒီညမှာတူတူကြီးကျွန်တော်တို့စဲရသဘောတော်ပေါ့နော်စဲရသဘောတော်ပေါ့သူလောက်မဲ့အလုပ်တွေကိုတော့လောက်ပြသွားပြီပေါ့နော် အဲ့တော့6လေး6ကျွန်တော်တို့ဒီနေ့တမဆိုတခါမှမထွက်ခရီးရဲ့ break 6ကိုချပေးတဲ့အတွက်ဒီဒီစနစ်ဒီကကျွန်တော်တို့ကစားလို့ကောင်းတဲ့စနစ်တစ်ခုဖြစ်ဒါကျွန်တော်ရှိနေတာပေါ့နော်အဲ့တော့ဒီနေရာမှာလည်း6 break ကိုရိုက်သွားတဲ့အချိန်မှာ second စနစ်ကိုပြီးသွားတာအေး second စနစ်ကိုပြီးသွားတာဒီ break 2ခုပေါင်းရင်8ကြောင့်ဒီနေရာမှာ6တိတ်ကြောင့်6ပြေးလို့ရတဲ့အချိန်မှာ taxi ၃လုံးကိုဒီလို8ဆိုတဲ့ method နဲ့ပြန်ပြီးပြီးတော့သူက second စနစ်ကနေ6 break ကိုအောင်းပြဒီနေရာမှာကိုထဲလို့ရိုက် ဇက်တဲ့အချိန်ခါမှလည်းသူကအတွဲဟိုတော့ခီးတယ်ကျွန်တော်တို့လည်းကစားတော့ကစားတယ်ကိုတုံညာတည်းဒီနေရာမှာ6ရက်ကဘရိတ်ချက်ကိုရိုက်ပြီးဒီဘရိတ်နှစ်ခုပေါင်းချင်း8ခုပဲဒီလိုတော့တော့ပေါင်းချင်း8ဆိုတော့မက်သက်ထက်ပြီးဘရိတ်ချက်ကိုစက်ခွက်စနစ်နဲ့ပြီးတယ်ကိုထိတ်စီလို့ပြီးတယ်ကိုတုံညာအတွက်ပြီးတော့ကိုကိုအတွက်နဲ့ရိုက်ချက်ထက်ပြီးသွားတယ်တတိယကဒီတိုင်းပဲပေါ့နော်6ရက်ကဒီဘရိတ်ချက်လိုရတဲ့အချိန်မှာဒီထိတ်ဒီလုံးပေါင်းချင်း8ဆိုတော့မက်သက်6 6 6ဆိုတော့မက်သက်နဲ့ထိတ်စီလုံးကိုပုံစံပြီးပြီးစက်ခွက်စနစ်နဲ့အောင်ပြီးတယ် ပြည့်ပြည့်အချိန်မှာဒီကိုဒိန်စီကိုကိုရှစ်အတွဲဆိုကိုတုံညာကိုတုံညာအတွဲကိုကိုအတွဲကိုရှစ်အတွဲဆိုပြီးတော့ထပ်တော့ထပ်ပြီးသွားပါဘောเนาะဒါကျွန်တော်တို့ဖမ်းချက်မှာတော့ဗရိတ်နဲ့ဖမ်းတဲ့အချိန်မှာကိုတစ်ရှစ်ကိုရှစ်တစ်ဆိုပြီးကဏ္ဍနှစ်ခွက်ကိုတော့ထည့်ကစားတယ်ပေါ့เนาะဒီဖိန်ဒီစီကြောကအခုကျွန်တော်ဆက်ပြီးပြောချင်တာကအဲ့လိုဖြစ်ပြီးတဲ့အောက်မှာတဲ့အဲ့လိုဖြစ်ပြီးတဲ့အောက်မှာပေါ့เนาะခဏလေးပဲခဏလေးဒီနေ့ကကျွန်တော်ကခဏလေး လမ်းကမြင်ရင်ဖြစ်ဒီနေ့ကလည်းကျွန်တော်အချိန်လေးကနန်ဒီ73ရက်နေ့စပြီးရောင်းနေဆိုတော့ဘိုက်ဘာအဝင်ထွက်ကမြန်နေလိုင်းတွေကတနက်ခါဖြစ်နေနော်တော့တခါတည်းပဲပေါ့နော်စကုတ်ချိန်အတွက်အချိန်တိုက်ဝယ်ခြင်းတဲ့ပုဂ္ဂိုလ်ဒီနေ့စရောင်းတာဖြစ်ပါတယ်အဲ့တော့အချိန်တိုက်ဝယ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကကျွန်တော်ရွေးချယ်권နှမျိုးပေးထားပါတယ်ပေါ့နော်ကဏ္ဍပဲတည်တံ့ယူခြင်းရင်ကဏ္ဍပဲတည်တံ့ယူတဲ့နှုတ်တော်ကိုယူပေးထားပါတယ်စိုက်ပါကြည့်ခြင်းလဲဆိုလို့ရှိရင်စိုက်ကိုဂူရိုဖိုင်၄ဖိုင်ပို့ပေးတယ်ပေါ့နော်စိုက်ပါကြည့်ခြင်းတဲ့လူကစိုက်ကိုယူတဲ့စနစ်နဲ့ပါဈေးနှုန်းတတ်မှတ်ပေးထားပါတယ် ပိုင်မဟုတ်ဘူးနော်အပိုင်နိုင်ရမယ်နော်အဲ့တော့ပြောချင်တာကလုတ်သွားတဲ့လုတ်ွက်ဒီအဲ့လိုလုတ်သွားပြီလုတ်သွားပြီးတဲ့အချိန်ခါမှာကျွန်တော်တို့ဖြောက်တိတ်ဖြောက်ပရိတ်လို့ရိုက်တယ်ဖြောက်ရတဲ့ကတ်ဒီကိုကိုးထိတ်လို့ရိုက်ပြီးရိုက်ပြီးတဲ့အချိန်မှာဆက်ပြီးတော့သူ့အောင်မှာကစားတဲ့ကစားတဲ့စနစ်ကဒီပရိတ်သုံးခုပေါင်းခြင်းဒီတစ်ဆိုတဲ့စနစ်ကိုပြန်ပြီးတော့ထည့်ကစားနေဒီမှာဆိုလို့ရှိရင်ဒီမှာပရိတ်နှစ်အဲ sorry ဒီမှာပရိတ်ဖြောက်ဒီမှာပရိတ်၃ညဒီမှာပရိတ်၅ 635ဆိုတဲ့မက်တန်နဲ့ပြိတ်သုံးခုပေါင်းခြင်းကို1ဆိုတဲ့မက်တန်ပြန်ပြီးတော့ထည့်ကစားနေတယ်သူ့ရဲ့အောက်သုံးကျင်မြောက်ကိုဆက်ကစားမဲ့မက်တန်မှာဘရိတ်ချုပ်ခွင့်နဲ့ကစားခြင်းနဲ့ပေါ့နော်ပြိတ်သုံးခုပေါင်းခြင်းဒီ635 1ဆိုတဲ့မက်တန်နဲ့ပဲချုပ်ကစားထားတယ်ဒုတိယကတ်မှာလည်းဒီတိုင်းပဲဘရိတ်6ဘရိတ်9ဘရိတ်6 696ဆိုပြီးတော့ပြိတ်သုံးခုပေါင်းခြင်းကို1ဆိုတဲ့မက်တန်နဲ့ချုပ်ပြီးတော့ကစားထားတယ်ဒါဆိုတတိယကတ်အဲ့တိုင်းမှကျွန်တော်ကစားခြင်းနဲ့ပေါ့နော်ဘရိတ်6ဒီမှာဘရိတ်4ဒါဆိုဒီနေရာမှာကျွန်တော်ဘာထက်မှဘာဘရိတ်ကိုထက်မှပြိတ်သုံးခုပေါင်းခြင်း1ဖြစ်မလဲ ဒီ break ခဲ့တဲ့စနစ်ကိုဥသာပြပြီးတော့ထည့်ကစားခြင်းပဲပေါ့နော်လုံးပေါ်ပြမကောင်းဒီနေရာမှာ break ကြောင့်ဒီနေရာမှာ break လေးရှိသွားပြီ break လုံးကပေါင်းခြင်းဒီတက်လို့ဖြစ်ရမှာတော့ဒီနေရာကိုကျွန်တော်တို့ break တက်လို့ထည့်ကစားမှာ6 4တက်ဆိုမှာ break လုံးကပေါင်းခြင်းဒီတက်ခင်မှာမလို့ဒီနေရာကို break တက်ကနထည့်ကစားခြင်းဒီနေရာကို break တက်ကနထည့်ကစားတဲ့အချိန်ကမှာပေါ့နော်ဒီစနစ်ကဒီစနစ်ကမနစ်ကတွေကတိုင်းမင်းတစ်ခုကစားသွားတာရှိတယ်တိတ်စီလေနောက်ပိတ်၃ခုပေါင်းခြင်းရက်လက်ကိုကစားသွားတာရှိတယ် မနစ်ကတော့ကထိပ်စီသုံးလုံးပေါင်းခြင်းညခွန်းအလယ်တိုင်းသုံးလုံးပေါင်းခြင်းညခွန်းနောက်ပိတ်သုံးလုံးပေါင်းခြင်းညခွန်းဆိုတော့တူညီတဲ့စနစ်နဲ့ဒီကြိမ်ကစားပြထားတယ်အဲ့လိုပဲမနစ်ကတော့ဒီဒီစီကြောမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာထိပ်စီသုံးလုံးပေါင်းခြင်းည6အလယ်တိုင်းသုံးလုံးပေါင်းခြင်းည6နောက်ပိတ်သုံးလုံးပေါင်းခြင်းည6ဆိုတဲ့စနစ်နဲ့ဒီကြိမ်ကစားပြထားတယ်အဲ့မနစ်ကဒီနေရာမှာဆိုလို့ရှိရင်ထိပ်စီသုံးလုံးပေါင်းခြင်းည3အလယ်တိုင်းသုံးလုံးပေါင်းခြင်းည3နောက်ပိတ်သုံးလုံးပေါင်းခြင်းည3ဆိုတဲ့ထိပ်စီနဲ့နောက်ပိတ်ကိုပေါင်းခြင်းစနစ်အနည်းနဲ့ကစားပြထားတယ် ဲ့ဒီစနစ်ရဲ့အခြေခံမူတိုင်းပဲပေါ့နော်ကျွန်တော်အခုဒီဘွဲမှာဒီဘရိတ်၃ခုပေါင်းရင်၆လို့တိုက်ကစားတဲ့အချိန်ခါမှာရှင်းနှစ်ကတ်မှာဒက်ချီပြတဲ့စနစ်တိုင်းပဲဘရိတ်၁ကနန်းတစ်ခွက်ကိုဒက်တစ်ခွက်ချီပြီးကစားကြမှာလေစိတ်ဝင်စားတဲ့လူကလက်ထောင်မှတစ်ခွက်ပဲထိုးတာဖြစ်တဲ့ကြိုင်လိုက်ထိုးပေါ့နော်အဲဒီနေရာမှာဒီဘရိတ်၆ရဲ့ဒီဘရိတ်၃ရဲ့ဒီဘရိတ်၅ရဲ့၆၃ရ၅ဆိုဘရိတ်၃ခုပေါင်းရင်၁လို့ချီတဲ့အချိန်ခါမှာတစ်ခွက်ထဲကိုဘလို့ချီပြသွားလဲတေးစီထောင်၃လုံးပေါင်းချင်းဒီ၄တဲ့ခါအထောင်၃လုံးပေါင်းချင်းဒီ၃ညာတဲ့ နောက်ပိတ်ထောင်သုံးလုံးပေါင်းခြင်းဒီခွန်ဆိုတဲ့စက်လေး၃ညခွန်ဆိုတဲ့တက်ပြီးတဲ့စက်နဲ့ဒီညောင်ထည့်ပြီးပြီးတော့ပရိသုံးခုပေါင်းခြင်းတက်ဆိုတဲ့ရက်လက်ကိုထည့်တဲ့ချိန်ကမှတိတ်စီအလယ်နောက်ပိတ်ကြီးတဲ့စက်နဲ့မှာလေး၃ညခွန်ဆိုတဲ့တက်ပြီးတဲ့စက်နဲ့ဒီညောင်ကစားပြတ်သွားတယ်တခွက်ချက်ပဲပထမကပ်ပထမကပ်ပြီးတော့ဒုတိယကပ်ဒုတိယကပ်မှလည်းဒီတိုင်းပဲကစားပြတ်တယ်ဘရိတ်ချောက်ဘရိတ်ကိုဘရိတ်ချောက်ပရိသုံးခုပေါင်းခြင်းတက်ကိုတိတ်စီ၃လုံးပေါင်းခြင်းဒီ၄အလယ်တိုင်း၃လုံးပေါင်းခြင်းဒီ ုံညနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်ဆိုတဲ့စနစ်နဲ့လေးတုံညခွန်ဆိုတဲ့စနစ်နဲ့ပဲတိတ်စည်းအလယ်နောက်ပိတ်ကိုကြီးပြီးတော့အကွက်ချက်ကို၄ကိုသုံးဆိုပြီးကစားပြတာလေအဲ့ဒီစနစ်တိုင်းပဲထွက်ပြီးတော့ပေါ့နော်အခုတတိယမြောက်ဝဲစင်မှာလည်းပဲရှေ့မှာလုတ်ခဲ့တဲ့ဟာရင်းအကုန်လုံးဘူဒီတိုင်းနဲ့တိတိကျကျသူဒီအလုတ်လုတ်ထားရတဲ့ကျွန်တော်အဲ့တိုင်းပဲထွက်ကစားခြင်းပါလေပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကထိတ်စီးကိုလေးအလဲတိုင်းကိုသုံးရနောက်ပိတ်ကိုခွန်းဆိုတဲ့စနစ်နဲ့ထည့်ပြီးကစားခြင်း။အဲ့တော့ထိတ်စီးသုံးလုံးပေါင်းခြင်းလေးလို့ထည့်မယ်ဆိုရင်6ထိတ်စီးလေး9ထိတ်စီးလေး ဒီနေရာ9ထိပ်အလဲလဲသုံးလုံးပေါင်းခြင်းကို3ညလို့ဖြစ်မယ်ဆိုရင်4ခါရှိတယ်9ခါရှိတယ်အတွက်တခွန်ခါရှိတဲ့အတွက်4ခါခွန်ခါရှိတဲ့အတွက်ကျွန်တော်တို့က3ညဖြစ်ဖို့ဆိုလို့ရှိရင်9ခါလို့တလုံးဖြစ်ရနောက်ပိတ်သုံးလုံးပေါင်းခြင်းဒီခွန်လို့ဖြစ်ရမယ်ဆိုတော့မက်သက်ကြောင့်6နောက်ပိတ်ရှိတယ်7နောက်ပိတ်ရှိတယ်ဂျင်ညာကို3တလုံးဆိုပြီးတော့ထည့်ပြီးတော့မှားတကွမှန်တကွရရင်ယူမယ်မရရင်ပြေးရမှာပေါ့ဒါထုံးကြမှာနော်လောင်းကစားမှာရရင်ယူလိုက်မယ်မရရင်ပြေးရမှာပေါ့ ထုံးစံတိုင်းပဲလောင်းသားရဲ့ထုံးစံတိုင်းပဲအဲ့တော့ဖရင်ကဒီလိုလေးစီးဆင်းလာတဲ့စီကြောဖရင်ကဒီလိုလေးတဲပေးထားတဲ့စီကြောတွေအကုန်ထည့်ပေးထားတဲ့အဲ့ဒီချိန်စီအလဲနောက်ပိတ်ဆိုတော့ပုံကူကိုပုံသေးဖြည့်တဲ့စနစ်ပြီးခဲ့တဲ့နှစ်မှာတုန်းကနမူအချိန်ကစားပြထားတဲ့ဒီစီကြောကနေပဲချိန်စီသုံးလုံးအလဲသုံးလုံးနောက်ပိတ်သုံးလုံးကိုပေါင်းချင်းတူတဲ့စနစ်နဲ့အခုဒီနှစ်မှာကျတော့ဒီနေရာဒီဖရင်ဒီစီကြောမှာချိန်စီကောင်သုံးလုံးပေါင်းချင်းလေးအလဲသုံးလုံးပေါင်းချင်းသုံးရနောက်ပိတ်သုံးလုံးပေါင်းချင်းခွန်းဆိုတဲ့မက်တက်နဲ့ဖြည့်တဲ့စနစ်ကျွန်တော်မှန်ပါတယ်ကိုနှစ်စရတွေကမွေးပြီ သုံးကြိမ်မြောက်တယ်အဲ့စနစ်ထက်ပြီးတစ်ခွက်တစ်ခွက်အများရန်ထည့်ထိုးသွားပါဆိုပေးထားတယ်စနစ်မှာစနစ်ပါအခုချိန်ထိအဲ့၄သုံးညခွန်ဆိုတဲ့ဖြည့်စနစ်ကမလာခဲ့ပါဘူး။ဘာကြောင့်မလာတယ်လဲ။သူလာမဲ့အချိန်ရင်ဒီဒီဖရိတ်ဒီစီကျော်ဒီအုပ်စုပွဲပြီးမှဒီလိုနေရာမျိုးရောက်မှလာရတဲ့ဖိတ်ဖြစ်တဲ့အတွက်ဒီအချိန်မှာတော့ခါတိုင်းကတစ်ချက်ဖို့ထိုးရင်နှစ်ချက်ဖို့တော့ထိုးဖို့သင့်နေဆိုတဲ့မတက်မျိုးမလို့မန်ပါတွေကိုလည်းပြန်သတိပေးရင်းနဲ့ public မိတ်ဆွေများလည်းကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင်ပုံနိုင်ရတဲ့ လက်ဆောင်ပြန်လည်မြောက်ဝပြီးတာဖြစ်ပါတယ်သိစမှုပါအယူဆပိုင်းမှာကြိုက်နှစ်သမလိုက်ပြီးတော့၃မှမကြိုက်ရင်မသုံးပါနဲ့အပိုင်ဆိုမရှိတော့ဘူးပေါ့เนาะအဲ့တော့၉၉၃ဆိုတော့တကွက်တိသောကဏ္ဍကိုပဲထိုးရတာเนาะစိတ်ဝင်စားရဆိုလို့ရှိရင်တစ်ထောင်မှတကွက်ကျွန်တော်မိတ်ဆွေများကြိုက်ရင်ဒီလိုစနစ်ဒီလိုပုံစံကိုကြိုက်တယ်ဒါမျိုးကိုပဲနှက်ကက်တယ်ဆိုလို့ရှိရင်အော်ထိုးလိုက်ပေါ့မကြိုက်ဘူးဆိုလဲကြောသွားလိုက်ပေါ့เนาะတစ်ထောင်မှတကွက်ပါတဲ့တစ်ထောင်မှတကွက်ပါတဲ့ထိုးရတဲ့စနစ်ပါတော့ရတကွက်တယ် မပေါက်ရင်လည်းတကွက်သေးတယ်သူ့ရဲကုံကြစိန်ကြီးကနန်းမှာမမကမှာထပ်မပြလိုက်ပါဘူးကျွန်တော် public မိတ်ဆွေများကိုလက်ဆောင်ပေးတော့မယ်ဆိုတဲ့ချပြတော့မယ်ဆိုတဲ့စနစ်အားလုံးကိုမမကထပ်မှာဘယ်တော့မှထပ်ပြီးကနန်းထပ်မပြပါဘူးအဲ့တော့ member အဖွဲ့ဝင်များလည်းပဲအဲငါကနှစ်စားတယ်အပတ်စနေခင်ဗျားတို့ကိုဒီပုံစံဒီပုံစံအများနဲ့ဒဲတကွက်လိုက်ထိုးလို့ပြောထားတဲ့စနစ်ဒီတို့ကြောင့်ထိုးတော့ဒုက္ခဖြစ်ပါလိမ့်မယ်တို့တော့အခုဒီနေရာဒီအချိန်မှာမှဒီစနစ်ဒီအကောင်းဆုံးထိုးရမယ်စနစ်လို့ချပြလိုက်တာဖြစ်တဲ့အတွက်ကြိုက်နှစ်တဲ့ရင်ခလိုက်တဲ့ဘူးဘူးတို့တင်ထိုးကြကို လေးလေးစားစားတဲ့အတိအပပေါ့နော်အတိတ်လိုက်ဝယ်ရတဲ့ပုံစံတွေ member နှစ်ပေါက်နေရာမှာကျွန်တော်ပြနေတဲ့ site တွေကိုကြည့်ကွင်းနေရပဲနဲ့ဒဏ္ဍာရီတက်တက်ဝင်ရတဲ့ပုံစံများတွေအမှတ်တရထည့်ထိုးပါသူတို့ကြတော့ဘယ်နေရာမှာမှဒါကိုပြထားခဲ့ဘူးလားမရှိပါဘူး public message များကိုလည်းပြခြင်းနဲ့စေစနာကြောင့်ဒီနေရာကနေလည်းကျွန်တော်ပြပြလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားရင်သုံးပါစိတ်ဝင်စားရင်မသုံးပါနဲ့ထပ်ပြီးတော့ကြားထဲမှာနည်းနည်းလေးထပ်ပြပါမယ်ငါးတိုင်းစနစ်ကိုဖမ်းတဲ့အချိန်ကြီးအမှတ်ချက်နဲ့ရောင်းတာ တက်မှတ်ချက်နဲ့ရောင်းတာအဲ့တော့ဒီ15ရက်နေနောက်ဆုံးဖတ်ပြီးတော့ဒါပြီးမရောင်းတော့ဘူးနော်ဒီမရောင်းတော့ကျိုးပြောလိုက်တာနော်အဲ့လိုပဲအချိန်နဲ့ဝင်မပုဂ္ဂိုလ်တွေကအများတိုင်းယူနေပုဂ္ဂိုလ်ဒီနေ့ဆက်ပြီးတော့ပြင်းနေပြီကိုယ်ဆိုင်ဆုံးဖြတ်ပါကနန်းမဲ့ယုံကြည်တဲ့ site တွေမကြည့်တော့ဘူးဆိုတဲ့လူကတန်ဖိုးအပြင်တက်မှတ်ချက်စင်းလုံးရော့ပါတယ် site ကြည့်ခြင်းတဲ့လူက site တန်ဖိုးပါထက်ပြီးတော့စင်းလုံးကြီးမြင်ပါလေပေါ့နော်ကြိုက်တယ်လို့ယူလို့ရပါတယ်ကြိုက်မှလာယူပါအပိုင်ဆိုတော့ကျွန်တော်မသိပါဘူးသေးသေးကြိုက်ကြကကနနာရှင်းပြပေးပါတယ်နော်ကံပေးမှရမှာ ကံပေးမှရမှာဒါတော့အမြဲတမ်းသတိရပဲပေါ့နော်တဲ့လိုင်းကောင်းနေတယ်ယာယီမှုလည်းပါရလေးတယ်ဆိုတော့ဒီစနစ်တစ်ခုပေါ့နော်အဲ့ဒီစနစ်တစ်ခုကလည်းတော်တော်များများလေးစိတ်ဝင်စားပါတယ်တော်တော်များများလေးစိတ်ဝင်စားတယ်အဲ့ဒီစနစ်တစ်ခုကအဲ့ဒီအတွက်ကျွန်တော်ရဲ့မိတ်ဆွေများလည်းပဲအဲ့ဒီစနစ်ကိုကျွန်တော်လည်းစိတ်ဝင်စားကြည့်တယ်လို့တော့မကင်ခိုင်းနိုင်ဘူးဒီကြိမ်ကြမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေတော့မစပြီးကင်ခိုင်းတာပေါ့နော်ဒါလေးတစ်ခုဆက်ပြီးတော့လက်ဆောင်အနေနဲ့ပြောပြပေးကြပါလိမ့်မယ်ပေါ့နော် ဒါတွေကရှေ့မှာတင်ခဲ့တဲ့ဆရာတွေအများကြီးရှိမှာပါเนาะအဲ့တော့ကျွန်တော်ရှေ့မှာတင်ခဲ့တဲ့ဆရာများအားလုံးမြည်သူသောပုဂ္ဂိုလ်မဆိုကျွန်တော်အခုပြောတဲ့ idea ဒီကျွန်တော်ရဲ့ကိုယ်ပိုင် idea နဲ့ပဲကျွန်တော်ကြည့်ထားတာပါတို့တော့ဒီစာရွက်ပုံမှာဒီကိန်းဂဏန်းတွေကိုအတူဖတ်ကြတာကြည့်ကြတာဖြစ်တဲ့အတွက်ဒီကောင်းဒီသွားပါလိမ့်မယ်တိုက်ဆိုင်မှုရှိကောင်းရှိပါလိမ့်မယ်အဲ့လိုဖြစ်ခဲ့ရင်ကျွန်တော်ရှေ့မှာတင်ပေးခဲ့တဲ့ဆရာများအားလုံးကိုလေးစားစွာဖြင့်ခွန်တောင်းအောက်ခတ်ပါတယ် credit ပေးပါတယ်ပေါ့နော်အဲ့တော့ငါးဆုံးတဲ့ခုနှစ်ငါးဆုံးတဲ့ခုနှစ်ကစတာငါးဆုံးတဲ့ခုနှစ်မှာလေးထိပ်စီး တိတ်စီတလုံးပုံစံလေးတိတ်စီလေးတဲ့တပွင့်ကြီးနဲ့နောင်လုံးပေါင်း၅လို့ရိုက်တယ်ပထမ၅ဆုံးနဲ့ခုခဲ့85 85ပြီးတော့85ဆိုတဲ့စနစ်ကိုရောက်လာ85ဆိုတဲ့ရောက်တဲ့ချိန်မှာ၄ထိပ်ပြီးတော့၅ထိပ်၅ထက်တပွင့်ပြီးတဲ့နောင်လုံးပေါင်း6ဆိုတဲ့မှတ်တအောင်ပြီးတယ်အဲ့ဒါပြီးတော့နောက်ပါ85 85ပြီးတော့95ကိုရောက်လာ95ပြီးတော့၄ထိပ်၅ထိပ်ပြီးတော့6ထိပ်အလက်ကိုရပြီ6ထိပ်စီနဲ့နောင်လုံးပေါင်း9ဆိုတဲ့မှတ်တနဲ့စက်ွက်စနစ်မပြတ်မကွက်လိုက်အောင်နဲ့3ချိန်ရှိပြီ၄ချိန်2005ခုနှစ်ကိုရောက် ဖေးတဲ့ငါးတိတ်ကြောက်တိတ်ပြီးတော့ဒီလှဲ့ကြတော့ခွန်ထိတ်လို့ဖြစ်ပြီးခွန်ထိတ်ခွန်ထက်တဝင်းကြီးရဲ့နောက်လုံးပေါင်းရှင်းတယ်တစ်ချိန်မပြတ်မကွက်အောင်ပြတယ်လေးချိန်လေးချိန်ပြီးတော့ငါးချိန်2005ရောက်ပြီအဲ့ငါးချိန်ကျတော့လေးထိတ်ကစခဲ့တာလေးထိတ်ငါးထိတ်ခြောက်ထိတ်ခွန်ထိတ်ပြီးတော့ဒီမှာရှစ်ထိတ်လဲရောက်ပြီးရှစ်ထိတ်ရှစ်ထိတ်တဝင်းကြီးရဲ့နောက်လုံးပေါင်း9နဲ့တစ်ချိန်အောင်ပြတယ်ငါးချိန်တိတိဒီလိုအောင်ပြီးသွားတယ်အဲ့6ချိန်မြောက်ကိုအလှဲ့ကိုရောက်ပြီးဒီမှာ2005အဲ့တော့ပထမလေးထိတ်ငါးထိတ်ခြောက်ထိတ်ခွန်ထိတ်ရှစ်ထိတ်9ထိတ် လေးတိတ်မှာလေးတိတ်တပွင့်ကြည့်တဲ့နောင်လုံးပေါင်း၅၆ငားတိတ်မှာငားထက်တပွင့်ကြည့်တဲ့နောင်လုံးပေါင်း၆၆တိတ်မှာ၆တက်တပွင့်ကြည့်တဲ့နောင်လုံးပေါင်း9ခွန်တိတ်မှာခွန်တက်တပွင့်ကြည့်တဲ့နောင်လုံးပေါင်း၈၈တိတ်မှာ၈ထိတ်တဲ့တပွင့်ကြည့်တဲ့နောင်လုံးပေါင်း9 9ထိတ်မှာကြာ9ထက်တပွင့်ကြည့်တဲ့နောင်လုံးပေါင်း30ဆိုတဲ့စနစ်နဲ့စက်ကွက်စနစ်အမြဲတမ်းအမြဲတမ်းလိုက်ထုတ်ရမယ်စနစ်ပါ85 85 95 2005 2015 5ကြိမ်တိတိဒီစနစ်ဒီပုံစံနဲ့အောင်ခဲ့ပြီ6ကြိမ်မြောက်ရောက်ပြီ9ထိပ်နောင်လုံးပေါင်း30နဲ့ ဒီနေ့ဆက်မှာတကြိမ်ကြနိုင်မယ်ဆိုတဲ့စနစ်အော်ဒီစနစ်ကလူတိုင်းလည်းမြင်နေမှာလေနော်ကြည်လည်းကြည့်ကြပါအစောပိုင်းနေတင်တာရေလည်းများများတွေ့ခဲ့ပြီးပါတယ်ပေါ့နော်ကျွန်တော်ဒီစနစ်ကိုဘာကြောင့်မပြောခဲ့သေးသလဲဆိုပြောချိန်မှတန်နေလို့ကျွန်တော်မပြောခဲ့တာအခုဘာကြောင့်ပြောမလဲပြောချိန်တန်လို့ပြောမယ်ကိုတိတ်နောင်လုံးပေါင်း9နဲ့ဒီနေ့ဆက်မှာဆယ်ကွက်စနစ်တစ်ချိန်အောင်မှုရှိတယ်အဲ့ဒါကိုကျွန်တော်ကဘယ်အချိန်ကြမှာဒီစနစ်မျိုးဒီအောင်နိုင်တယ်လဲလို့သုံးသပ်ဆုံးဖြတ်ထားတဲ့အပိုင်းပေါ့နော်ဒါကိုအထောက်ပံ့ line ဖြစ်တဲ့ line နဲ့ကျွန်တော်ပြောမယ်ကလန်ဒါနှစ်ဦးမှာတဲ့အပူဖြိုက်တာ ကျွန်တော်တို့၅ကက်ရှိ85ခုနှစ်မှာ10အပူလို့ရိုက်တယ်68ခုနှစ်မှာ9အပူလို့ရိုက်တယ်2012ခုနှစ်မှာ4ရှေ့ဘူးလို့ရိုက်တယ်2020မှာ9ရှေ့ဘူးလို့ရိုက်တယ်အခုကျွန်တော်2025မှာ9ရှေ့ဘူးဆိုပြီးတစ်ခါထည့်တယ်9ခါရိုက်ထားရရှိတယ်အဲ့တော့ကလင်နာ2ဦးမှာ10အပူလို့ရိုက်တာ ਨੇ သူ့ရဲ့နောက်ပိတ်10တိတ်10တိတ်ဒီမပြတ်မကွက်ဒီနေ့တော့လိုက်ပြန်ပြီးတော့ထွက်ပြီး10အပူလို့ရိုက်တယ်အဲ့ဒီအချိန်မှာနောက်ပိတ်ပိတ်ခဲ့တဲ့10တိတ်ဒီ10ထိတ်လို့ မပြတ်မကွက်ထွက်ပြီးအဲ့လိုထွက်ပြီးပြီးတာနဲ့တကြိမ်ထွက်ပြီးပြီးတာနဲ့နောက်တဲ့ရှစ်သိက်ကြတဲ့ဘယ်နှကြိမ်ကြမယ်ဆိုတာအကြည့်အတိအကျပြောလို့မရဘူးတို့တော့နောက်တဲ့ပထမဆုံးရှစ်သိက်လို့ဒီလိုတကြိမ်ကြပြီးတဲ့နောက်တဲ့ရှစ်သိက်တကြိမ်ကြတဲ့အချိန်ခါမှာရှစ်သိက်စီနောက်နှလုံးပေါင်း30နဲ့ဗရိတ်ရှစ်ဆိုတဲ့ကဏ္ဍတစ်ခုပြန်ပြီးတော့ရိုက်ပြီးတယ်ရှစ်သိက်တကြိမ်ကြပြီးမှနောက်တဲ့ကြတဲ့ရှစ်သိက်ဒီလဲကြမှာဒီစနစ်ကိုထက်ပြီးတော့အောင်ပေးတာပထမကဒုတိယကဒီမှာ၉ဘူးလို့ရိုက်ခဲ့ပြီဒီမှာ၅နောက်ပေးလို့ရိုက်ခဲ့ အဲ့ဒီငါးနောက်ပိတ်လို့ရိုက်တဲ့ပြည်ဒီနေ့တမငါးထိတ်တစ်ချိန်ကြာကြာပြရမယ်ငါးထိတ်တစ်ချိန်ကြာပြအဲ့ဒီငါးထိတ်တစ်ချိန်ကြာအချိန်မှာဒီကတ်မှာဆိုရင်ပထမဆုံးငါးထိတ်ကြာတဲ့အချိန်တွေကငါးထိတ်နောက်နှုံးပေါင်းတစ်ဆင်းနဲ့ပရိငါးကိုတန်းရိုက်ခဲ့တယ်တို့တော့ခုနကကျွန်တော်ပြောတဲ့စနစ်ကိုအောင်းဖို့အတွက်ဒီစနစ်ပထမဆုံးအချိန်ဘယ်လိုပဲကြာခဲ့ကြာခဲ့နောက်တစ်ချိန်ထပ်ကိုပြီးကိုပြီးတယ်ဒီမှာထပ်ပြီးတယ်ငါးထိတ်စီနောက်နှလုံးပေါင်းချင်းတစ်ဆင်နဲ့ပရိငါးဆိုတဲ့ကဏ္ဍတစ်ခွက်ပထမဆုံးငါးထိတ်စီကြာပြီးမှနောက်ထပ်ငါးထိတ်ဘယ်နှချိန်ကြာမယ်မသိဘူးငါးထိတ်တစ်ချိန်ချိန်မှာဒီစနစ်ကလိုက်အောင်တာ နှစ်ကပ်ပြီးတော့သုံးကပ်ဒီမှာရှင်းဘူးလေးဘူးလို့ရိုက်ပြီးငါးနောက်ပိတ်လို့ရိုက်ပြီးအဲ့ဒီငါးနောက်ပိတ်ကြောင့်ငါးရည်စီတစ်ချိန်ကျပေးရမယ်ပထမဆုံးကျပြီးသွားပြီကျပြီးသွားပြီဆိုတော့နောက်ထပ်ငါးရည်စီဒီမှာလည်းကျတာရှိတယ်ငါးရည်စီဘယ်နှချိန်ကျမယ်ဆိုတာဘယ်လောက်ထိကျမယ်ဆိုတာမပြောတော့ဒါပေမဲ့တစ်ချိန်စီငါးရည်စီနောက်ဆုံးပေါင်း30နဲ့ပရိ90စနစ်ပါကုတ်ပေါအောင်ရိုက်ပြီးတယ်သုံးကပ်ဒီလိုအောင်ခဲ့လေးကမြောက်ဒီမှာရှေ့ဘူးခွန်ဘူးလို့ရိုက်ပြီဒီမှာလေးနောက်ပိတ်ဒါကြောင့်လေးထိတ်စီးတစ်ချိန်အရင်ဆုံးကြပြရမယ်ပထမဆုံးလေးထိတ်တစ်ချိန်အရင်ဆုံးကြကိုကြပြရမယ် အဲ့လိုကြပြပြီးမှနောက်တဲ့လေးသိပ်တစ်ကြိမ်ကြိမ်မှလေးသိပ်စီနောက်လုံးပေါင်း30ဆိုတဲ့ကစားကွက်နဲ့လိုက်ပြီးတော့အောက်လိုက်တာကဲဒီစနစ်အခုကစားကိုအချိန်ရောက်ပြီချိန်တန်ပြီပေါ့နော်ဒီစနစ်ဒီကစားကျင်နေဆိုကစားလို့ရပြီချိန်တန်ပြီပေါ့ရှင်းလုံးပေါင်းရှင်းဘူးခွန်ဘူးလို့ရိုက်ခဲ့ပြီအဲ့ဒီခွန်ဘူးကြောင့်ဒီကိုနောက်ပိတ်ဒီစနစ်ကိုကျွန်တော်ဘာကြောင့်မပြောသလဲကိုထိတ်မကြခဲ့လေလို့မပြောတာရှင်းဘူးလို့ရိုက်ပြီဟဲ့ကိုနောက်ပိတ်ကြောင့်ကိုထိတ်ကကြလာပြီပြီးခဲ့တဲ့ပွဲမှာ ကိုထွေအရင်ကြပြအောင်မှာတစ်ချိန်ကြပြသွားပြီအဲ့လိုကြပြသွားပြီဆိုလို့ချင်းဟိုက်ကျန်တဲ့6ချိန်အတွင်းမှာကိုထိတ်စီနောက်လုံးပေါင်း30ဆိုရဲစနစ်ဒီကိုထိတ်တစ်ချိန်ဆိုတာကိုအရင်ဆုံးကြပြီးမှကိုဒီစနစ်ကလိုက်ဖို့လိုက်ပြီးကစားဖို့တင့်တယ်ကစားခွက်ကျွန်တော်ရအမျိုးသုံးသက်ပြရနော်အဲ့တော့ကျွန်တော်တို့ကဘယ်တော့မှလည်းမပြောခဲ့ဘူးကစားလည်းမကစားခဲ့ဘူးအခုကစားဖို့အချိန်ကြပြီတင့်ပြီးတန်ပြီးဒီလိုကြောင့်ကျွန်တော်ရ public message များလေးကြိုက်ရင်ဒီ6ချိန်တွေမှာလိုက်ပြီးကစားဖို့ဒါလေးကိုအမှတ်ရအနေနဲ့ ကျွန်တော်ရဲ့အသေးမြင်ပိုင်းကိုရှင်းပြလိုက်ပါတယ်ဒီစနစ်ဒီကဆိုင်တော်များလည်းသုံးနေကြကြတဲ့တရားတရားမတူကြဘူးတွေးပုံကောပုံချင်းဒါမှမဟုတ်ကျွန်တော်ရဲ့အတွေ့ခေါ်မှာတော့ကျွန်တော်မကစားခဲ့ဘူးဘာကြောင့်လဲပုံတိလိုက်ပြီးမကစားခဲ့ဘူးဘာကြောင့်လဲကိုထိတ်ဆိုတာမကြတာလေးတော့အခုတော့ညော်ရတဲ့ကိုထိတ်ကြပြီးသွားပြီတကြိမ်အဲ့လိုကြပြီးသွားတဲ့အတွက်ဒီကျန်တဲ့6တိမ်ပဲကျန်တော့ဒီစနစ်အောင်မယ်ဆိုရင်အောင်လို့ရပြီလာလို့ရပြီဒီချိန်မျိုးမှာပဲဒီစနစ်ဒီအောင်လို့ရမယ်လာလို့ရမယ်ဒါကျွန်တော်ဖန်ထားတယ်ကျွန်တော်ဖန်ထားတဲ့အမြင်ကိုရှင်းပြရတာနော်အဲ့တော့နှစ်အလိုက်ငါးဆွန်းတဲ့ခုနှစ်ကလာတာကတကြောင် ပရဏာမဥက္ကဏမှာပေါ့နော်နှစ်ဦးမင်္ဂလာကဏရှေ့ဦးရိုက်တာငါးကပ်ပဲရှိတယ်ငါးကပ်မှာရှေ့လေးကပ်ဒီအဲ့စနစ်တဲ့အဲ့ပုံစံတိုင်းအောင်တာအဲ့ပုံစံတိုင်းအောင်ကြတာဒီမှာကျွန်တော်တို့ငါးတင်မြောက်ကိုရောက်ပြီးဒီမှာခွန်စစ်ဖို့ရိုက်ပြီးကိုးနောက်ပိတ်လို့ရိုက်ကြတာအဲ့ဒီကိုးနောက်ပိတ်ကြောင့်ဒီနေ့တည်းမှာကိုးတိတ်စီပိုင်နဲ့ break ကိုးတစ်ခွက်လိုက်ကိုလိုက်ရတာကိုးတိတ်စီပိုင်နဲ့ break ကိုးတစ်ခွက်လိုက်ဖို့ကပရမလုံးကိုးတိတ်စီတစ်ချိန်အရင်ကြကိုပြေးပြအောင်အဲ့ဒါကြပြီးမှသာလဲအဲ့စနစ်ကိုလိုက်ထိုးရမှာဒါကျွန်တော်ရဆုံးဖြတ်ချက်အဲ့တော့အခု ကုချေဒီလည်းကိုတိတ်စီပိုင်းနဲ့ပြိကုလို့ကြမလာသေးဘူးပရမသုံးသတ်ထွက်ရမယ်ကိုတိတ်ကလည်းထွက်သွားပြီအဲ့ဒီအတွက်ဒီကျန်းဆက်ပြီးတော့ဒီစနစ်ကိုကြိုက်တဲ့ဆိုလိုက်လို့ရပြီပေါ့နော်ကျွန်တော်ရဲ့မမအဖွဲ့ဝင်တွေတို့တေချာရှင်းပြထားပြီလားတေချာရှင်းပြထားပြီလားကိုတိတ်စီနောင်လုံးပေါင်း30နဲ့ပြိကုဆက်ကွက်6ကြိမ်မဲ့ကျန်တော့ကြိုက်တဲ့လူကဒီစနစ်ကိုအောင်မယ်လို့ယူဆရင်ဒီကျန်းဆက်ပြီးလိုက်ဖို့တင်ပြီဒါကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပြောတာနော်ရှေ့မှာကြမရဘူးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဒါကျွန်တော်ပြောခဲ့တယ်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်နော်အဲ့တော့အခုချိန်ထိ ကိုဒိတ်စီမလာခဲ့လို့လို့ကြာမရဘူးလို့ပြောခဲ့တာကိုဒိတ်စီစကြာတာနဲ့အဲ့စနစ်နဲ့ကြာမရဘူးကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖွဲ့ဝင်နေနော်ဒါပေမဲ့ကိုဒိတ်စီတစ်ချိန်ကြာပြီးနဲ့လိုက်လို့ရပြီးဒီစနစ်ကိုဒါကိုရှင်းပြခဲ့တာကိုဒိတ်စီတစ်ချိန်ဝင်ပြီးသွားပြီအဲ့ဒီအတွက်လိုက်မယ်ဆိုရင်လိုက်လို့ရတယ်အဲ့နေရာမှာတကွယ်ကောင်းစနစ်ပါတယ်မန်ပါတီကူတော့ကျွန်တော်ဒီချာလေးရှင်းပြထားတယ်နော်အရေးတကွယ်ကောင်းစနစ်ဒီချုပ်လို့ရတဲ့ဟာပါတယ်ကိုတိတ်စီနောက်လုံးပေါင်း30ဆိုတဲ့စနစ်နဲ့ဆက်ကွက်ဆက်ကွက်လိုက်ရမယ်ဒုတိယတစ်ဆင့်ချုပ်ွက်ထိကျွန်တော် member တွေကိုပြပြီးသွားပြီဒုတိယတစ်ဆင့်ချုပ်ွက်ဘယ်လိုလိုက်လာရမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ပြပြီးပြီ တကယ်ကျွန်တော်တို့ဖန်ကစားမဲ့အချိန်လေးဖန်ထားတယ်အဲ့လိုအချိန်ရောက်ရင်တော့တဲ့ဘောတဲ့ဒီစနစ်ကကျွန်တော်တို့ကစားလို့ရတဲ့စနစ်မျိုးဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်စိတ်ဝင်စားရဆိုမှသုံးပါဒါတွေကတော်တော်များများလဲဆရာတွေပေါ့နော်ကျွန်တော်တို့ YouTube မှာတွေ့ရတာများတယ်ပေါ့နော်အဓိကအပြင်တော့ကျွန်တော်ဈေးစားတဲ့ဆရာတယောက်တင်ထားရလေးတွေ့တော့အော်ကိုလဲခု ဘယ်ချိန်မှထိုးအောင်လဲဆိုစနစ်ကိုစိတ်ထဲရည်မှန်းထားတာနဲ့ကြတော့ကွာကြီးတဲ့ဟာဆိုစောင့်နေတာပေါ့နော်အဲ့ဒါဒီချိန်တော့အချိန်တန်ပြီပေါ့ဒါကြောင့်အချိန်တန်လို့လိုက်ဖို့တင့်နေချင်လိုက်ချင်တယ်ဆိုရင်လိုက်လို့တင့်တဲ့ကာလကိုရောက်ပြီဒါကြောင့်မလို့ public mix ငါကောလဲစကွက်စနစ်ထိရှင်းပြပေးလိုက်တဲ့တကယ်တော့အဲ့စနစ်ကတချိန်ရောတစ်ခါဒုတိယအဆင့် level နဲ့ချုပ်ပြီးထိုးမယ်ဆိုရင်ကနန်း၄ကွက်ကို၄ကွက်ပဲလိုက်ထိုးရတာတကယ်ကြိုက်လို့ organize ကစားချင်တဲ့ကျေးဇူးဒီကွက်ထဲနဲ့ချုပ်ကစားလို့ရတယ်စနစ်ကျွန်တော်ရဲ့အမေမအဖွဲ့ဝင်တွေရော ကျေးဇူးတင်ရှိပါတယ်အားလုံးတော့မိတ်ဆွေများတက်ခဲနေတဲ့ကာလတစ်ခုမှာကျွန်တော်တို့တွစ်ဆပြလိုက်တဲ့ဗနာလေးတကွက်ကမိတ်ဆွေတို့အတွက်အောင်ပွဲရပ်သွားတဲ့တန်ကောင်းတို့အောင်သွားမယ်ဆိုရင်ခက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 ်ရုန်းကန်နေရတဲ့အချိန်ကာလမျိုးမှာအားလုံးအတွက်အားလုံးအတွက်နတ်တစီဖြစ်စီခြင်းနဲ့စိတ်နဲ့တင်ပြပြတာဖြစ်တယ်အပိုင်းဆိုတော့မရှိဘူးเนาะဒါလေးကိုတော့အမြဲတမ်းမှတ်ယူထားကြဖို့ ဒီပြရပါတယ်အားလုံးအတူပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲကြံကောင်းကြပါစေ good luck ပါ